ဒီကြားပြန်ငွေလိန်ကိုင်းအကြောင်းနဲ့ပတ်သက်ပြီးတော့မှဒီအချက်အလက်တိတိကျကျတွေကိုဒါပညာရှင်တွေသတင်းဌာနတွေမှာပြောထားတာရှိပါတယ်အဲ့ဒါလေးတွေကိုနားထောင်ကြည့်ပါကျွန်တော်ဒီနေ့ရှင်းပြလိုတာကကျွန်တော်တို့တာမန်ပြည်သူတွေတာမန်အယက်သားတွေနားလည်လွယ်အောင်ရှင်းပြမှာဖြစ်ပါတယ်ကရင်ပြည်နယ်မှာအခြေစိုက်တဲ့ကြားပြန်ငွေလိန်ကိုင်းကတကယ်တမ်းကျွန်တော်တို့မြန်မာပြည်သူလူထုအမှတ်မှားနေတာကရွှေကုတ်ကိုနဲ့ ကကေပတ်ကိုကျွန်တော်တို့အမှတ်မှားနေတာဖြစ်ပါတယ်။ရွှေကုတ်ကူက BGF မောင်ချစ်သူပိုင်ဆိုင်တဲ့နေရာဖြစ်ပြီးတော့မှကကေပတ်ဆိုတာက KNU ဓာတ်ရိုက်ပိုင်ဆိုင်တဲ့နေရာဖြစ်ပါတယ်။ပြီးတော့လူသူလူတိနေတဲ့နောက်တနေရာရှိပါသေးတယ်။အဲ့ဒါကတော့အခုမှစတယ်။လူတွေကတော့သိမသိသေးဘူးပေါ့နော်။ဒီ DKBA ပိုင်တဲ့နေရာအစ်တစ်ခုလည်းရှိပါသေးတယ်။အဲ့ဒါကတော့ဒီကြောက်ခတ်မှာပေါ့နော်။ အကုန်လုံးကတော့ဒီထိုင်းမြန်မာနယ်စပ်ဒီမဲဆောက်ကိုကြိုးယူပေးထားတဲ့နေရာတွေပါပဲ BGM မောင်ချစ်သူပိုင်တဲ့ရွှေကုတ်ကိုဆိုတာကဒီမြဝီမြို့ရဲ့မြောက်ဖက် KNU ပိုင်တဲ့ KK ပတ်ဆိုတာကမြဝီမြို့ရဲ့တောင်ဘက်မက်ထော်တလေးရွာမှာပေါ့နော်ဒါပေမဲ့သူတို့နှစ်ခုကဒီနောက်ကျောကနေပြီးတော့မှပြန်ပြီးတော့အဆက်အသွယ်ပြန်ရှိကြပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုတွေအမှတ်မှားနေတာကဒီရွှေကုတ်ကိုနဲ့ ကကေပတ်ကိုအမှတ်မှားနေတာပေါ့နော်တကယ်တမ်းကျတော့ကရင်ပြည်နယ်မှာအခြေစိုက်ထားတဲ့ကြားဖြတ်ငွေလိမ်ခိုင်းက၃ခုဖြစ်နေပါတယ်အခုနောက်ဆုံး DGBA ပိုင်တဲ့နေရာမှာကတော့လူတွေအတိနေနေသေးတယ်အဲ့ဒါကတော့အခုမှစရတယ်တေးလဲတေးနေသေးတာပေါ့နော်အဲ့ဒါကတော့အဲကြောက်ခတ်ရွာမှာရှိပါတယ်ပေါ့နော်အဲ့တော့အာ KK ပတ်နဲ့နော် KNU ကပိုင်တဲ့ KK ပတ်နဲ့မောင်ချစ်သူရဲ့ BGF ကပိုင်တဲ့ချွေကုတ်ကမတူပါဘူးနော်အဲ့တော့အခု နိုင်ငံတကာကတကယ်အာယုံဆိုင်နေတာကရွှေကုတ်ကိုကိုအာယုံဆိုင်နေတာပါเนาะမြန်မာမင်းအောင်လှိုင်စစ်တပ်ရဲ့လက်အောက်မှာရှိတဲ့ရွှေကုတ်ကိုကိုနိုင်ငံတကာကအာယုံဆိုင်နေတာကေကေပတ်ကိုနိုင်ငံတကာကအဲ့ဒါတော့မသိဘူးဗျအဲ့ဒီမှာအကြမ်းဖက်အာဏာသိမ်းစစ်တပ်မင်းအောင်လှိုင်ရဲ့တပည့်အမောင်ချစ်သူနဲ့မင်းအောင်လှိုင်နဲ့ပေါင်းပြီးတော့မှဒီတကယ်တမ်းဒီကြားပြငွေလိန်ကိုင်းတကြီးမမလုံးနေတာ ငါတို့ရွှေကုတ်ကူကမဟုတ်ပါဘူးเนาะဒီ KNU ကပိုင်တဲ့ KK ဘက်ကလှုပ်ပါတယ်ဆိုတာကိုဖောက်ချခြင်းနဲ့အတွက်ကြောင့်စစ်တပ်ကဒီ KK ဘက်ကိုဝင်စည်းပြလိုက်တယ်ဝင်စည်းပြီးတော့မှဖောက်ချပြလိုက်တာပေါ့เนาะတကယ်တမ်းကျတော့ BGF ရောစစ်တပ်ရော KNU ရောကအကုန်လုံးကအပြန်အလှန်အဆက်အသွယ်ရှိပါတယ်ဒါပေမဲ့သူတို့အားလုံးကကိုယ့်နှပင်းကိုကြိုးပင်းဆုတ်လိုက်တာပဲပေါ့เนาะအဲ့တော့မောင်ချစ်သူရော KNU ရောကစစ်တပ်ရဲ့ဒီဂျင်းထဲ့ချင်းကိုခံလိုက်ရတယ် စစ်တပ်ကဘလို့ဂျင်းထည့်လိုက်တာလဲဆိုတော့ဒါပဲပြောပြောကရင်ပြည်နယ်မှာဆိုပေမဲ့လို့ KNU အုပ်ချုပ်ရာနေရာမှာဆိုပေမဲ့လို့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဒီပြည်တော်စုမှာရှိတယ်အဲ့တော့ဒီဘယ်ပြည်နယ်မှာလုပ်တဲ့ဗာစီပွားရေးမဆိုပြည်တော်စုကခွင့်ပြုမှာသူတို့လုပ်လို့ရတာလေနော်အဲ့တော့ပြည်တော်စုကခွင့်ပြုလောက်အောင်ဘ ਹੁ အစိုးရကခွင့်ပြုလောက်အောင်သူတို့ကပေးထားလို့လုပ်လို့ရတယ်ဆိုတဲ့သဘောရှိတယ်ဒါပေမဲ့မင်းအောင်လိုင်ကအဲ့ဒီမှာသူတို့ဒီပတ်စံတွေကိုဘလို့ယူလဲပေါ့နော်ဒီကြားဖြတ်ငွေလိန်ခိုင်းကနေ ပိုင်ဆိုင်တဲ့ပတ်စံတွေကိုမင်းအောင်လိုင်းကဘလို့ယူလဲဘလို့လက်ခံလဲဆိုရင်သူကဟိုဘန်အောက်တွေနဲ့လည်းလက်မခံဘူးညမာငွေနဲ့လည်းလက်မခံဘူးဒီတရုတ်ငွေနဲ့ဒေါ်လာငွေကိုပဲဒီ payment ဒီ cash down ပဲယူတာသူကငွေသားကိုပဲယူတာငွေသားကိုလူချင်းတွေ့ပြီးတော့မှသွားပို့ပေးရတာအဲ့ဒီအတော့တကယ်လို့နိုင်ငံတကာတရားရုံးကိုရောက်လို့တရားစီရင်မယ်เนาะငါတို့ဒီငွေလိန်တိုင်းမှာမြန်မာစစ်တပ်လည်းပါတယ်ဆိုပြီးတော့မှသွားပြီးစွဲချက်တင်ရင်တင်လို့မရဘူးဘာလို့မရဘူးလဲဆိုတော့ မင်းအောင်လှိုင်ကိုသူတို့ပတ်စံပေးထားတဲ့ငွေထူးထားတဲ့ဟာကတက်တည်ပြစရာမရှိဘူးနောက်တစ်ချက်ဒီတားပြန့်ငွေလိန်ခိုင်းမှာဟိုကိုစိတ်ကိုတဘောနဲ့ကိုရောက်လာတဲ့လူတွေရောဒီလူကုန်ကူးခံရတဲ့လူတွေရောကမြန်မာနိုင်ငံရန်ကုန်လေစိတ်ကနေဆင်းပြီးရောက်လာတဲ့လူတယောက်မှမရှိဘူးအကုန်လုံးကထိုင်းနိုင်ငံကနေတဆင့်ဝင်လာတာကြီးပဲဖြစ်တဲ့အတွက်ကြောင့်မြန်မာစစ်တပ်ကိုဒီကြားပြတ်မှုနဲ့ပတ်သက်ပြီးတော့ဘလို့မှတရားစွဲလို့မရနိုင်ဘူးတကယ်တမ်းဒီတရားဥပဒေအရ အပြန်လှန်ကုထန်ချေပါမယ်ဆိုရင်မင်းအောင်နိုင်ကရှောင်းလို့လွတ်တယ်ရှောင်းလို့မလွတ်ဘဲနဲ့ထိမာကအဲ့ဒီ KK ပတ်မှာပိုင်ဆိုင်တဲ့ KNU နဲ့ရွှေကိုကိုကိုပိုင်ဆိုင်တဲ့မောင်ချစ်သူတို့ကအဓိကတရားခံနေဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ဒီကနေ့မှာအားလုံးသိထားတယ်ရွှေကိုကိုဆိုတာတစ်ချိန်တုန်းကဘာလဲပေါ့တမိုင်းကိုတပြန်ကြည့်လိုက်ရင်အခုနမဲကြီးနေတဲ့ရွှေကိုကိုဆိုတာကတစ်ချိန်တုန်းကဒီ DKBA တမဟာကိုကိုကိုပေါ့နော်ကျွန်တော်တို့ ထမ်းရောက်ဘူးတဲ့ရှေ့ခေတ်တုန်းကလူတွေအများစုသိကြပါတယ်နော်ကိုသုံးလုံးဂိတ်ဆိုတာလေအဲ့ဒါအရင်တုန်းကတော့ဒီခင်ညွတ်လက်ထက်တုန်းကဒီ KBA ဌာနချုပ်ပေါ့နော်ဒီကိုသုံးလုံးဂိတ်ပေါ့အဲ့ဒီအဲ့ဒီကိုသုံးလုံးနယ်မြေတွေကိုအခုကရွှေကုတ်ကိုဆိုပြီးတော့မှထူထောင်လိုက်တာပေါ့အဲ့ဒီကိုသုံးလုံးဂိတ်ကကျွန်တော်တို့ဟိုးအရင်တုန်းကဒီ time မှာဖမ်းမိတဲ့လူတွေမှန်တယ်များအဖမ်းခံရတဲ့လူမှန်တယ်များဘိုင်းအစိုးရကနေပြီးတော့မှအဲ့ဒီ DGB ပိုင်တဲ့ကိုသုံးလုံးတဲကိုပဲသွားတွန့်တာပေါ့ဗျာပြောရရင်တော့သွားပို့တယ်သွားပို့တယ်ကျွန်တော်တို့ကအဲ့ဒီအဲ့မှာအဖမ်းခံရတဲ့လူတွေက ဒီ GBA ကိကိုသုံးလုံးမှာဒီပတ်စံနဲ့ပေးပြီးတော့ပြန်ထွက်ရတယ်ပေါ့ပြန်ထွက်တယ်ဆိုမြန်မာပြည်ကိုပြန်မလားထိုင်းတွေကိုပြန်ဝင်မလားအဲ့ဒါလိုပြန်ဝင်ကြတယ်အခုကျွန်တော်တို့လူသိများနေတဲ့ရှုကုတ်ကိုဆိုတာတစ်ချိန်လုံးကဒီ GBA အခြေဒီ GBA ဌာနချုပ်ရဲ့ကိုသုံးလုံးတမဟာကိုသုံးလုံးကိဖြစ်ပါတယ်အဲ့ဒီချိန်လုံးက BDM မောင်ချစ်သူစွာမပေါ်သေးဘူးအဲ့ဒီမှာ2010မတိုင်ခင်ဒီနေချားဆောက်တက်လုံမယ်ပေါ့နော်မြန်မာစစ်တပ်ရဲ့ဓာတ်ရိုက်ကွက်ကဲမှုရှိတဲ့မြန်မာစစ်တပ်ကနေလစာရိတ်ခါပေးမဲ့နေချားဆောက်တက်ဖွဲ့မယ်ဘယ်သူတွေပါမလဲဆိုတော့ ဲ့ဒီမှာခင်ညို့တို့တန်းရွှေတို့ကမောင်ချစ်သူကိုစီးလုံးလိုက်တယ်မောင်ချစ်သူကဒီ DKBA တက်သား6000နဲ့တက်ရင်73ရင်ကဒီ BGF အဖြစ်နဲ့ဟောမောင်ချစ်သူနောက်ကိုလိုက်သွားတယ်မောင်ချစ်သူက DKB ကနေခွဲထွက်သွားတာပေါ့ဗျာအဲ့ဒါအခုလက်ရှိကျွန်တော်တို့သိနေတဲ့ရှုကုတ်ကိုဆိုတာအဲ့ဒီကနေစလာတာပါအဲဒီဘက်က KNU ပိုင်တဲ့ KK ပတ်ဆိုတာတော့တိတ်မကြသေးဘူးဗျဒီ method တလေးရွာမှာသူတို့စတင်ဖန်တီးတာဆိုရင်2019လောက်ကနေစတယ် အဲ့ဒီမှာစပြီးအခြေစိုက်ကြတာပေါ့လေအဲ့ဒါကဟိုအခြေခံသဘောတရားပါဒီတက်တတိကြပြောနေအများကြီးရှည်အောင်မယ်လေနော်အခု